ပါစကားပွဲပြီးနောက်တောက်ကြနေရှင်ယောအေဥင္ကလိကျမ်းအခန်းကြီး27အခန်းငယ်1မှ14ထို့နောက်ယေရှုသည် တိဗေရိယအိုင်အနီးတွင်မိမိကိုယ်ကိုတပည့်တော်တို့အားတဖန်ထင်ရှားပြတော်မူ၏ကိုရောသည်မိမိကိုယ်ကိုဤသို့ထင်ရှားပြတော်မူ၏ဆီမွန်ပေထရုဒီဒီမူးအမိတွင်သောသောမဂါလိလိယနှင့် ကာနံမြို့သားနတနာအဲဇေဗဒေဥဤသားများနှင့်အခြားတပည့်တော်နှူးတို့သည် အတူရှိနေကြ၏စီမွန်ပေထရုကအကျွန်ုပ်ငါသွားဖမ်းမိဟုဆိုသော သူတို့ကအကျွန်ုပ်တို့သည်လည်းသင်နှင့်အတူလိုက်မည်ဟု ဆိုကြ၏တို့ဖြစ်၍သူတို့သည်ဖက်သွားကြပြီးလျင်လှေပေါ်သို့တက်ကြ၏သို့တော်သူတို့သည်ထိုညတညလုံးငါးတကောင်းမြတ် မဖမ်းမိကြချေနနေ့အချိန်ရောက်သောအခါယေရှုသည်ကမ်းစက်တွင်ရက်လျက်နေ၏သို့တော်တပည့်တော်တို့သည်ယေရှုဖြစ်တော်မူမှန်းမသိကြချေယေရှုကခြေသားတို့စားเสียဖို့ငါဖမ်းမိကြပြီလောဟု မေးတော်မူလျင်သူတို့ကမဖမ်းမိသေးပါဟုကိုရောပြန်ဖြေကြလေ၏ကိုရောကပိုက်ကွန်ကိုလှေဤလက်ရဘက်သို့ပြစ်လော့ သင်တို့သည်ငါအချို့ကိုရလိမ့်မည်ဟု သူတို့အားမိန့်တော်မူ၏။သို့ဖြစ်၍သူတို့သည် ပိုက်ကွန်ကိုပြစ်လျင်မြောက်များစွာသောငါတို့ကိုဖမ်းမိသောကြောင့်ပိုက်ကွန်ကိုဆွဲတင်၍မရနိုင်ဘဲရှိကြ၏။ထိုအခါယေရှုချက်တော်မူသောတပည့်တော်ကသခင်ဖျားဖြစ်သည်ဟု ပေထရုအားဆို၏။သခင်ဖျားဖြစ်သည်ဟုပေထရုကြားလျင်အင်ကြီးကိုဝှက်၍ ရစ်သည်သို့ခုံဆင်းလေ၏အကြောင်းမူကားသူသည်အလုတ်လုံရန်ဝုတ်ကို ချွတ်ထားသောကြောင့်ဖြစ်၏အခြားသောတပည့်တော်တို့မူကားငားများနှင့်ပြည့်နေနေသော ပိုက်ကွန်ကိုဆွဲလျက်လှေဖြင့်လာကြ၏အကြောင်းမူကားသူတို့သည်ကမ်းနှင့်မဝေးကွာလဘဲဂိုက်တရားခန့်သာရှိသောကြောင့်ဖြစ်၏သူတို့သည်ကုန်းပေါ်သို့ရောက်ကြသောအခါပေါင်မုံကို၎င်းမိဖို့နှင့်မိဖို့ပေါ်တွင်ကင်ထားသောငားကို၎င်း တွေ့ကြလေ၏ယေရှုကလည်းသင်တို့ယခုဖမ်းမိသောငါအချို့ကိုယူခဲ့ကြလော့ဟု မိန့်တော်မူ၏တို့ပြည့်၍စီမုန်ပေထရုသည်ခေပေါ်သို့တက်၍ငါးကြီး153កောင်နှင့် ပြည့်နေသောပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏ငါးများဤများလောက်များပြားတော်လဲပိုက်ကွန်သည်မစုပ်မပြဲပဲရှိလေ၏ယေရှုကလာကြ၍ နနက်စာစားကြလော ဟုသူတို့အားမိန်တော်မူ၏တပိတော်တို့တွင်တူးတယောက်မျှကိုတော်အားသင်မည်သူဖြစ်သည်နီဟု မမေးလျှောက်ဝန်ကြအကြောင်းမူကားသူတို့သည် ကိုတော်ဖြစ်ကြောင်းကို သိကြလေ၏ယေရှုသည်လာပြီးလျင် မုံကိုယူ၍သူတို့အားပေးတော်မူ၏ငါကိုလည်းထုံဤတိုင်းပေးတော်မူ၏ဤဒီကားယေရှုသည်တေသူတို့အစုမှထမြောက်ပြီးနောက်မိမိကိုယ်ကို တပည့်တော်တို့အားသုံးချိန်မြောက်ထင်ရှားပြတော်မူခြင်း ဖြစ်သည်ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် cross and a new community ခရစ်သူတိုင်းနဲ့အသစ်တော်လူမျိုးတော်ပါစကားပေါ်ရဲ့ရလက်တစ်ခုကတော့အသင်းတော်ပေါ်ပေါက်လာခြင်းဖျားသခင်အသက်တော်လူမျိုးတော်တခုကိုတီထောင်လိုက်ခြင်းလည်းဖြစ်ပါတယ်ဒီနေ့ကြားတဲ့ကျမ်းပါရဲ့ အခန်းငယ်နှစ်မှာအတူတကရှိကြတယ်လို့ဆိုပါတယ်ဒီအချက်ဟာခန်းကြီးဆက်ကိုခန်းငယ်25 29ကတည်းကစပြီးတော့ထင်းထင်းရှားရှားတွေ့လာတဲ့အချက်ဖြစ်ပါတယ်ခရစ်သူတိုင်းခြေမှလူသားအသစ်သောအမျိုးအနွယ်တစ်ခုပေါ်ပေါက်လာပြီမေတော်အပါဝင် တမန်တော်ကြီးနဲ့အတူအခြားသောယုံကြည်သူအမျိုးသမီးများပါဝင်ဖွဲ့စည်းတယ်ဒီအချက်ကိုပြန်လည်ပြီးညွှန်ပြနေရလဲဖြစ်ပါတယ်တမန်တော်တွေအတူတကွရှိကြတယ် အရှိတဲ့နေရာမှာတမန်တော်ရဲ့စာရင်းကို ကြည့်မယ်ဆိုရင်လည်းပဲ9ပါးနာမည်ကိုတွေ့ရပါတယ်။နှစ်ပါးကတော့နာမည်မသိတဲ့ပုံစံမျိုးဖော်ပြထားတာတွေ့ရပါတယ်။ဒီ9ပါးဟာလည်းပဲအစ်စ်တော်လူမျိုးကိုဥပမာဆောင်တဲ့အရေးအတွက်ပဲဖြစ်တယ်လို့ကျမ်းစာပညာရှင်တွေကသုံးသပ်ထားကြပါတယ်။ဒါကြောင့်ဒီနေ့မှာပါစကားဘွဲရဲ့နောက်ဆက်တွဲအဖြစ်နဲ့ပေါ်ပေါက်လာတဲ့လူမျိုးတော်အစ်စ်အဖြစ်အသိတော်ကိုကျွန်တော်တို့နားလည်ကြပါတယ်။ အသင်းတော်ကလည်းပဲပါစကားပွဲနတ်နဲ့ရကနေပေါ်ပေါက်လာတဲ့အချက်ဖြစ်တယ်ဖျားသခင်ရဲ့အစပြုမှုကနေပေါ်ပေါက်လာတယ်ဖျားသခင်ကိုယ်တိုင်တည်ထောင်တယ်လူထောင်တာမဟုတ်ဘူးလူရဲ့ဒီဇိုင်းတိုင်းဖြစ်ပေါ်လာတာမဟုတ်ပဲဖျားသခင်ရဲ့အကြံစီတော်ဖျားသခင်စီမံကိန်းတော်နဲ့ဖွဲ့ဖြစ်ပေါ်လာတဲ့အရာသာလင်းဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဒီအသင်းတော်ထဲမှာလည်းပဲလူသားဆန္ဒအချက်လက်တွေလည်းတွေ့ရပါတယ် တညာလုံးစူးစမ်းအားထုတ်တော့လည်းပဲအချီးနီးစူးစမ်းအားထုတ်မှုတွေကိုလည်းတွေ့ရပါတယ်နောက်တစ်ခါယုံကြည်ခြင်းကိုလည်းပဲတွေ့ရပါတယ်သခင်စုချစ်တော်မူသောတပည့်တော်ရဲ့ယုံကြည်ခြင်းနောက်တစ်ခါအပြစ်ကိုဝန်ခံခြင်းအဖြစ်အပျက်ကိုလည်းပဲတွေ့ရပါတယ်နောက်တစ်ခါသူကိုယ်တိုင်တည်ရှိနေတယ်ဆိုတဲ့အချက်ကတော့အထုတ်ထိပ်ပါပဲသူကိုယ်တိုင်တည်ရှိနေတယ်ထမြောက်ပြီးသားပုဂ္ဂိုလ် It is the Lord သူချစ်တော်မူသောတမန်တော်ကနေပြီးတော့ ဒီဟာဟာဖျားသခင်ပဲဖြစ်တယ်သခင်ဖျားပဲဖြစ်တယ်ထမြောက်ပြီးသားပုံကိုကိုညွှန်ပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်သူတို့ရဲ့အလယ်မှာရှိနေတယ်ဒီချက်ကိုယုံကြည်ကြတာကိုလည်းတွေ့ရပါတယ်ထပ်ပြီးကမှသင်္ကန်းစာဖြစ်နေယူရမှာကတော့သခင်စုထမြောက်ပြီးသားပုံကိုခိုင်းစီလာတယ်ပိုက်ကုံကိုညာဘက်မှာချလိုက်ပါဒါဒီချက်ပုံကိုလည်းပဲနာခံခဲ့တာကိုတွေ့ရပါတယ် ော့အဆုံးသတ်ထားတာကတော့ဘယ်ဟာနဲ့အဆုံးသတ်လဲဆိုရင်သူ့နဲ့အတူတကွစားတော့တယ်ဆိုတဲ့အချက်နဲ့အဆုံးသတ်ထားပါတယ်ငားနဲ့ပေါင်းဖို့ဆိုတာကလည်းပဲနားလည်ကြပါတယ်အထူးသဖြင့်ကျွန်တော်တို့ကက်သလစ်ဘာသာသူတွေဝင်နေကြမှာဒါဟာကိုရမြတ်ရဲ့ခင်ကိုရမြတ်ရဲ့အရေးအမှတ်ဖယ်လည်ဖြစ်နေပါတယ်ရှေးဦးအသိတော်မှာဒီအချက်တွေကိုစုစည်းပြီးနားလည်တယ်ဒီအချက်တွေ ဒီလက္ခဏာတွေအကုန်လုံးဒီအသိတော်တွေမှာရှိနေတယ်ဆိုတာကိုသိပါတယ်ဒီရှိတဲ့အချက်ထဲမှာမှသူတို့အားအရှိဆုံးအချက်ကတော့ထမြောက်ဝိသပုဂ္ဂိုလ်ရှိနေတယ်ထမြောက်ဝိသပုဂ္ဂိုလ်ပါနေတယ်သူတို့နဲ့အတူတူအမြဲတမ်းပဲအကျိုးမြတ်အသေးပွင့်ဖြစ်စေဖို့အတွက်အရင်းမြစ်ဖြစ်နေပါနေတယ်သူကိုယ်တိုင် စားပွဲတော်ကိုခင်ပေးလျက်ရှိတယ်ဒီချက်တွေလောက်အာယုဇရာကောင်းတဲ့အချက်ကတော့မရှိတော့ပါဘူးဒါကြောင့် သူပါနေတဲ့ဆိုတဲ့အချက်ကိုပြန်တဲ့သတိကြရင်ဒီအသိတော်ထဲမှာဖျားသခင်တည်ထောင်ထားတဲ့ဆိုတဲ့အချက်ကိုပြန်တဲ့သတိကြရင်သူပါနေတဲ့ဆိုတာကိုပုံမှန်ပြီးယုံကြည်လာရအောင်ဆုတောင်းခြင်းဖြင့်နာခံခြင်း၌ဆက်ကကြပါစို့